ကမ္ဘာမှာထိကျက်ဆုံးအိမ်လို့သတ်မှတ်ခံထားရတဲ့အိမ်လုံးဟာသမုဒ္ဒရာရဲ့လင်မာတည်ရှိနေပြီးအဲ့ဒီအိမ်ကိုဖုတ်ကောင်ဘေးကနေအကောင်းဆုံးရှောင်ပုံးနိုင်တဲ့နေရာလို့လည်းလူသိများကြတယ်လို့ဆိုပါရယ်အဲ့ဒီအိမ်ဟာလူသူမနည်းရဲ့နေရာမှာတည်ရှိနေပြီးအဲ့ဒီကိုတွားရောက်ဖို့ကအင်မတန်မောက်ကိုခက်ခဲတဲ့ရာတစ်ခုဖြစ်တယ်လို့ဆိုရယ်အဲ့ဒီအိမ်ဟာအေဒရီဒါကျွန်းလို့ခေါ်တဲ့ကျွန်းတစ်ကျွန်းပေါ်မှာတည်ရှိပြီးအဲ့ဒီကျွန်းရဲ့ area က3.46 2km လောက်ရှိတယ်ကျွန်းရဲ့ဘေးသုံးဘက်ဟာမီတာ100လောက်မြင့်တဲ့မတ်ဆောက်တဲ့ကျောင်းဆောင်တွေဖြစ်ပြီး တဘာဝတိုင်းရန်သူတွေမလာနိုင်အောင်ကာရန်ထားသလိုဖြစ်နေတယ်လို့သိရတယ်။အဲဒီကျုံးမှာအိတ်လုံးရှိနေရတဲ့ကြောင်းရင်နဲ့ပတ်သက်ပြီးတော့အမျိုးမျိုးကောလာဟာလတွေထွက်ပေါ်နေပါတယ်။အချို့ကတော့ဘီလီယံနာတရေတူးဟာပုတ်ကောင်အင်းတွေကနေကာကွယ်ဖို့အတွက်စောက်ထားတာလို့ပြောကြပြီးအချို့ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း300လောက်ကအဲဒီကျုံးမှာလူနေအိမ်တချို့ရှိခဲ့တယ်လို့ပြောကြတယ်။ဒါပေမဲ့အယုံကြည်အားဆုံးကောလာဟာလာကတော့အဲ့ဒီအိမ်ကို1953ခုနှစ်မှာအမဲလိုက်ဖွဲ့စည်းတစ်ခုကစောက်ခဲ့တာဖြစ်တယ်လို့ဆိုရယ် ဲ့ဒီအိမ်ကိုအစတုန်းကတော့အဖွဲ့ဝင်တွေကသာဝင်ခွင့်ပေးခဲ့ပေမယ့်နာမည်ကြီးလာပြီးနောက်မှာတော့ဖုတ်ကောင်ကားခွေဟိုတယ်ဖြစ်ပြောင်းလဲလိုက်ပြီးမေလကနေဩဂုတ်လအထိနဲ့အောက်တိုဘာလမှာပဲဖွင့်လှစ်တော့တယ်လို့သိရတယ်။ကျုံးမော့ကိုဘယ်လိုသွားရအောင်မလဲ။ကျုံးမော့ကိုသွားဖို့ဆိုတာကအင်မတန်မှခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့ပထမဆုံးအနေနဲ့လျှက်စစ်လေကိုစီးပြီးသွားရတာဖြစ်ပြီးအနှုန်း9ဒီဂရီစင်တီဂရိတ်လောက်ရှိတဲ့အေးစိမ့်နဲ့လေကြောင့်သွားရတာကိုမကြောက်တဲ့လူဟာဆေးရခိုင်နှုန်းမဲ့ရှိတယ်လို့ဆိုရတယ်။ အဖွဲရဲ့ခေါင်းဆောင်ဖြစ်တဲ့ဦးနေဟာကျုံးမော်ကိုကြေးတရားနီးပါးလောက်သွားဖူးတာကြောင့်အတွေ့အကြုံအင်မတန်မှောက်ကိုများပါတယ်။မုံတိုင်းထံထဲရေပြင်ကိုဖြတ်ပြီးနောက်55ဒီဂရီစောင်းနေတဲ့ချောနေတဲ့ကြောက်ဆောင်နေရန်ကိုကျိုးတချောင်းနေနေပဲလက်ချီတက်တက်တက်ရတာဖြစ်တယ်။ဒီစုံတရားအောက်ကိုပြုတ်ချသွားရင်နောက်3မီတာလောက်မြင့်တဲ့လှိုင်းလုံးနေနဲ့နင်းမြုပ်သွားမှာပဲဖြစ်တယ်။ခီးသွားတွေကတော့လှေပေါ်ကနေဆင်းပြီးရင်တခြားစိတ်ပြောင်းမှာဆိုလို့အေကိုတခြားနေရာကိုချက်ချင်းမောင်းထွက်သွားတယ်လို့သိရတယ်။အိမ်ထဲမှာဘာတွေရှိမလဲ။အိမ်ထဲကိုရောက်တော့နေဧည့်သည်တွေကသူတို့ရဲ့နာမည်ကို ဧည့်သည်စင်းဆောင်မှာရေးရတယ်။အဲ့ဒီထဲမှာရေးလျှက်စစ်အင်တာနက်နဲ့ဆရာဝန်ဆိုတာလည်းမရှိပါဘူး။ဒါပေမဲ့ပုံမှန်ဘွားကိုနေထိုင်နိုင်မှုအတွက်တော့အရာအလုံးရှိနေတယ်။အိမ်ရဲ့မိုးပေါ်မှာမိုးရေကန်စနစ်ကိုတန်းစင်ထားပြီးရေကိုတန်းစင်ပြီးတော့တောင်းနိုင်တယ်။မိဖို့ကြောင့်ရေချိုးကန်းတဲ့အိမ်သားတွေလည်းရှိပါတယ်။အိမ်ခန်းကတော့တစ်ခုတည်းပဲရှိပြီးလူ30ဝန်းဆန်းတဲ့အိမ်ခန်းဖြစ်တာကြောင့်ဧည့်သည်တွေအကုန်လုံးအတူတူပဲအိမ်ရတယ်လို့ဆိုရတယ်။အိမ်မှာဖဲကစားတာ၊ဂီတာတီးတာ၊အရက်တောက်တာဘာဘီကျူးစားတာစားရဖြိုပြေးတွေအတွက်ပစ္စည်းတွေလည်းရှိတယ်။ ဒါ့အပြင်ကြုံမော့မှာရှိတဲ့တိုးတွေကိုမွေးတာမျိုးပင်လယ်ကျက်တွေတွေကိုဖမ်းတာမျိုးတွေလည်းလုပ်နိုင်တယ်။ဥပမာရာသီဥတုပြောင်းလဲတဲ့အချိန်မှာတောင်းတဲ့ချီရဲ့ပင်လယ်ကျက်တွေဟာကြုံမော့မှာလာပြီးနေထိုင်တဲ့ကြတယ်။ဒေချာကြည့်မယ်ဆိုရင်ကြုံမော့မှာသူတို့နေထိုင်တဲ့တွင်းသေးသေးလေးတွေအများကြီးကိုတွေ့နိုင်တယ်။သူတို့ဟာပင်လယ်လူပြက်လိုနာမည်ပြောင်ရထားပြီးအရက်ပုပ်ပုခနာကိုဝဝလေမောင်ရောင်နှုတ်သီးနဲ့မျက်နှာဖြူဖြူလေးတွေနဲ့အင်မတန်မော့ကိုချစ်စရာကောင်းတယ်လို့သိရတယ်။မဲလိုက်ဖွဲ့စည်းရဲ့စည်းကမ်းအရအရွယ်ရောက်ပြီးသားပင်လယ်ကျက်တွေတွေကိုပဲစားသုံးခွင့်ရှိပြီး ငယ်သေးတဲ့ပင်လယ်ကျပ်တွေတွေကိုဖမ်းမိရင်တော့နမ်းပြီးပြန်လှုပ်ပေးရတယ်လို့ဆိုရယ်။ကျုံးဟာသမုဒ္ဒရာမုန်တိုင်းတိုက်ခတ်ရာနေရာမှာတည်ရှိတာကြောင့်မုန်တိုင်းလာတဲ့အခါမှာခီးသွွားတွေဟာကျုံးပေါ်မှာပိတ်မိနေနိုင်တယ်။ဒါပေမဲ့စိတ်ပူစရာမလိုပါဘူး။ဘာကြောင့်လဲဆိုတော့အိမ်မှာလူအများကြီးတွေတပတ်စာလုံးလုံလောက်တဲ့အစားအစာနဲ့တောက်သုံးရည်ကိုတူလောင်ထားတယ်လို့သိရတယ်။ခီးသွွားတွေပြန်တဲ့အခါသူတို့ရဲ့မိုက်တွေကိုယူဆောင်သွားရတယ်လို့ဆိုပါရယ်။ဒါကြောင့်ဒီအိမ်ဟာကမ္ဘာပေါ်မှာအထူးအကျဉ်းဆုံးဖြစ်ပေမဲ့ချောင်းတွေနဲ့အဝေးဆုံးမှာအေးဂျင့်နဲ့ဘဝကိုရရှိနိုင်တယ်လို့ဆိုရယ်။ ဒီရင်ဟာကျုံတစ်ခုလုံးကိုတူးရဲပိုင်ဆိုင်ထားတဲ့အတွက်အင်မတန်မောက်ကိုတာယာလှပတဲ့မြင်ကွင်းကိုလည်းခံစားနိုင်နေ။ဒါကြောင့်သူကိုဖုတ်ကောင်ကောက်ွေးရဲ့ကောင်းဆုံးနေရာလို့လည်းခေါ်ဆိုကြတယ်လို့ဆိုပါရယ်။